မင်္ဂလာမနက်ခင်ပါရှင်နေပြည်တော်မူလီဝတာနယ်ဆလာပြည်တာညွှန်ကြားမှုအစည်းအဝေးမှာ2025ခုနှစ်မတ်လ16ရက်နေ့မနက်9နာရီချိန်ထုတ်ပြန်တဲ့မူလီဝတာသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့မနက်6နာရီခွဲချိန်တိုင်းထွာရရှိခဲ့တဲ့အနေအဆုံးပူချိန်များမှာနေပြည်တော်နယ်ရန်ကုန်မြို့တို့မှာ23ဒီဂရီဆယ်စီယပ်83ဒီဂရီဖာရန်ဟိုက်စီနဲ့မန္တလေးမြို့မှာ26ဒီဂရီဆယ်စီယပ်89ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါတယ် ဒီကနေ့မနက်6နာရီခွဲအချိန်မိုးလေဝသကြိုးမှာဖန်ရရှိတဲ့ပုံရံကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်တိမ်တိမ်ဖြစ်ထွန်းနေပြီးကြံဘင်္ဂလားပင်လယ်အော်မှာတိမ်နဲ့ငယ်ဖြစ်ထွန်းနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့မြန်မာနိုင်ငံအထက်ပိုင်းနဲ့တောင်ပိုင်းဒေသတွေမှာတိမ်တိမ်တိမ်ဖြစ်ထွန်းနေပြီးကြံဒေသတွေမှာတိမ်နဲ့ငယ်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်မြန်မာပင်လယ်ပြင်မှာလှိုင်းနဲ့ငယ်မှာလှိုင်းတိမ်တိမ်ရှိပါမယ်လှိုင်းမြင်မှာ မြမကယ်ရန်ချောင်းနဲ့ကဲလိုပင်လေပြင်းတို့မှာလေးပေမှာလျှောက်ပေးခဲ့ရှိနိုင်ပါတယ်ဒီကနေ့ညနေထိခမန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်မှာ နေရာကျကျနဲ့ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်စကိုင်းတိုင်းဒေသကြီးရှမ်းပြည်နယ်ရခိုင်ပြည်နယ်မန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်အေရဝတီတိုင်းဒေသကြီးနဲ့ရခိုင်တိုင်းဒေသကြီးတို့မှာတိမ်အသင်တင်ဖြစ်ထွန်းပြီး မကွေတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး နေပြည်တော်နဲ့ကယားပြည်နယ်တို့မှာအများအားဖြင့်တာယာပါမယ်နေပြည်တော်နဲ့ဤတော်အတွက်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခံမှန်းချက်မှာအများအားဖြင့်တာယာပါမယ်အမြင့်ဆုံးမူချိန်မှာ38ဒီဂရီဆယ်ဆီယပ်100ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်ဤတော်အတွက်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခံမှန်းချက်မှာတိမ်နေငယ်ဖြစ်ထွန်းပါမယ် အမြင့်ဆုံးအပူချိန်မှာ39ဒီဂရီဆယ်စီယပ်12ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်အနီးတစ်ဝိုက်အတွက်ဒီကနေ့ညနေအထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာအများအားဖြင့်တာယာပါမယ်။အမြင့်ဆုံးအပူချိန်မှာ41ဒီဂရီဆယ်စီယပ်တရားလျှောက်ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်များအနည်းငယ်ကတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ပိုင်းနဲ့တနင်္သာရီဒေသကြီးတို့မှာ ။မြေယာကွက်ကြမနေရာကျကျမိုးထချုံရွာနိုင်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မနက်ခုနှစ်အချိန်ထုတ်ပြန်တဲ့မိုးလေဝသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြအချမ်းမှာချမ်းသာကြပါစေရှင်။